္ဂလာပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ DBB သတင်းဌာနရဲ့စတူဒီယိုခန်းထဲကိုဖိတ်ကြားထားသူကတော့စိုင်းကျော်ညွန့်ဖြစ်ပါတယ်စိုင်းကျော်ညွန့်ဆိုလို့ရှိရင် UPD JC အဖွဲ့ရဲ့တွင်မူလည်းဖြစ်ပါတယ်ဦးစိုင်းကျော်ညွန့်ဟာ SND ပါတီရဲ့တွဲဖက်အထွေထွေတွင်းမှုနှစ်လည်းဖြစ်ပါတယ်ခင်ဗျာသူနဲ့ကျွန်တော်တို့မေးမြန်းဖို့အစီအစဉ်ထားတာကတော့ပြီးခဲ့တဲ့မေလ၁၂နေ့က UPD ဂျက်တီအစည်းအဝေးမှာပြည်내နဲ့အတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲဖို့သဘောတူခဲ့ပါတယ်ဒီအကြောင်းအရာတွေကိုအကျဉ်းတွင်းသိရှိဖို့အတွက်ကျွန်တော်တို့တွေ့ဆုံမေးမြန်းသွားမှာပါကိုစိုင်းကျော်ညိုရေမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဗျာအဲဟုတ်ကဲ့ကျွန်တော်တို့ဒီအရင်ဆုံးသိကြတာကတော့ပြီးခဲ့တဲ့ဒီမေလ၁၂နေ့ရပါတော့ UPD JTC ဝေးမှာဒီဖက်ဒရယ်စနစ်ကိုကျင်းသုံးနိုင်ဖို့အတွက် အတွက်ပေါ့နော်ပြည်နေတဲ့တိုင်းနေမှာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုသဘောတူခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်ခင်ဗျအဲ့ဒီအခြေအနေဟာကျွန်တော်တို့ဒီမြန်မာပြည်မှာဒါပထမဆုံးလားအစ်စ်လားပေါ့နော်ဘလိုမျိုးပေါ့တက်ရောက်မှုတွေထူခြားမှုတွေဖြစ်လာနိုင်မလဲအရင်ဆုံးသိချင်ပါတယ်ဟုတ်ကဲ့ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့ဟိုပေါ့သဘောတူကြတယ်ပေါ့လေတက်ဆိုင်ရတက်ဆိုင်ရပြည်နယ်တင်မှာပြောရမယ်ဆိုရင်တော့ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအခုအစ်စ်မဟုတ်ဘူးဗျ1940ခုမှာဗိုလ်ချုပ်အောင်ဆန်းကိုတိုင်တင်သွင်းခဲ့တဲ့ ောက်စားပလဘနာမပြင်ဆင်မှုညီလာခံမှာတင်တွင်းခဲ့တဲ့ဖွဲ့စည်းပုံမူကြမ်းတစ်ခုရှိတယ်။အဲအဲဖွဲ့စည်းပုံမူကြမ်းအခန်း၈အခန်း၈ထဲမှာဟိုပြည်နယ်တွေကပြည်နယ်ဖွဲ့စည်းပုံရှိရမယ်ဗောလေ။တော့ပြည်တော်စုဖွဲ့စည်းပုံနဲ့ဟိုကိုက်လျော်ညီတော့မဆန့်ကျင်တော့ပြည်နယ်ဖွဲ့စည်းပုံရှိရမယ်ဆိုပြီးတော့ရေးဆွဲခဲ့တာရှိရှိဖူးပါတယ်။ဒါမူကြမ်းပေါ့လေ။ဒါပေမဲ့တကယ်တမ်း1940ခုအခြေခံဥပဒေဖြစ်လာတဲ့အချိန်ကျတော့ဒီဟာက ခြံလှက်ခဲ့တဲ့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နိုင်ငံကလည်းအိုင်းနာတစ်ခုလိုင်းချောင်းလွဲခဲ့တယ်ဆိုတဲ့သဘောတော့မြင်ရပါတယ်။ဒီပြည်နယ်နဲ့တိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ရေးဆွဲမယ်ကိုပိုင်ပြဋ္ဌာန်းခွင့်နေပေးလာမယ်ဆိုတော့အရင်ဆုံးသိကြတာကဗဟိုပြည်တော်စုအစိုးရနဲ့ပြည်နယ်သုံးဖို့တိုင်းဒေသကြီးအစိုးရနဲ့ပေါ့နော်ဟိုလုတ်ပိုင်ခွင့်တွေကဘယ်လိုဖြစ်လာမလဲဟုတ်ကဲ့ဟောဗောကျွန်တော်တို့ဒီဖက်ဒရယ်နိုင်ငံကိုတွားမယ်ဆိုရင်တော့ပြင်ဒါကဗဟိုပေါ့လေဗဟိုပဲပြောမလားဖက်ဒရယ်အစိုးရပဲပြောမလားပေါ့လေဖက်ဒရယ် level ပေါ့ဗျာ နောက်ပြီးတော့ဒီပြည်နယ်ပြည်နယ်အဆင့်ရှိမယ်ဖက်ဒရယ်ဆင့်ရှိမယ်တိတဲ့ပြည်နယ်အဆင့်အောက်မှာမှတကယ်တမ်းကျ local government လို့ပြောတဲ့ local level လို့ပြောတဲ့ဒေသန္တရအဆင့်တွေကိုကျွန်တော်တို့ဆင်းရမှာဖြစ်တယ်ဒီနှစ်ခုကပုတ်တိုက်เสียတော့အကြောင်းမရှိပါဘူးဒီဒီ federal အဆင့်နဲ့ပြည်내အဆင့်မှာအာဏာဘယ်လိုခွဲဝေမလဲပေါ့အကြမ်းဖျင်းအဖြစ်ကတော့သူတချို့ federal နိုင်ငံတွေကတော့ဖြစ်ဒီ federal ကိုပြည်ထောင်စုမှာအာဏာပူပေးထားတယ်ပေါ့ဗျာတချို့နိုင်ငံတွေကြတော့ အမေရိကန်နိုင်ငံလိုမျိုးကြတော့သူကပြည်နယ်အာဏာပိုကြီးတယ်။ဘာကြောင့်လဲဆိုတော့သူကနိုင်ငံရဲ့ဖြစ်တည်မှုကသူက coming together ပေါ့ဗျာ။ဟိုအတီချာနေနေရာကနေပေါင်းစုပြီးအတူတကွဖွဲ့စည်းတည်ထောင်ခဲ့တယ်ဆိုတဲ့ federal ပုံစံတွေကြတော့ဖြစ်သူကအတိကပြည်နယ်ကအတိကဖြစ်တာပေါ့။ပြီးမှတာလည်းပြည်ထောင်စုဖြစ်လာတာပေါ့လေ federal ပြည်ထောင်စုဖြစ်လာတယ်ဆိုတော့ကဒီအော်ပြည်နယ်အားကောင်းတဲ့ပြည်နယ်ကိုလှုပ်ပိုင်ခွင့်ပို့ပေးတဲ့စနစ်ရှိတယ်။ ပြည်တော်စုကိုလွတ်ကင်ခွင့်ပို့ပေးတဲ့စနစ်ရှိတယ်။တချို့ Federal စနစ်တွေကတော့ဒီနှစ်ခုကြားကိုချိန်ခွင့်ရှာပါဗျာ။ဒီပြည်တော်စုနဲ့ပြည်နယ်ကိုချိန်ခွင့်ရှာ၊ကိုက်ညီအောင်ဟောပေါ့ထိန်းညှိနိုင်အောင်ဟောကကျင့်သုံးကြတဲ့ဒီပုံစံတွေတော့ရှိပါတယ်။ဒီပြည်နယ်နဲ့တိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေတွေရေဆုပ်ပေးစုမယ်ဆိုတော့ဒီဗဟိုတဲ့ဥပမာပေါ့သူကဘယ်လိုမျိုးဟိုခွင့်ပြုပေးပါလဲ ဘလိုကချင်ပြင်းနေရကချင်ဖွဲ့စည်းပုံလားကရင်ရကရင်လားရှမ်းရရှမ်းလားပြေဘိုးနဲ့ပေါ်နဲ့ပြင်းနေနဲ့ဘလိုချိတ်ဆက်မှာလဲဒါလည်းဥပမာတစ်ခုတော့ပြောပြပြဒီရှမ်းပြင်းနေပဲထားတော့ရှမ်းပြင်းနေဆိုရင်ရှမ်းပြင်းနေနဲ့လိုက်လျောညီထွေတော့ဒီသူ့ရဲ့ထူးခြားတဲ့ဝိတီတာတွေပေါ့ဗျာအဲလိုတဘောအဖြစ်ဒီဒီကွဲပြားမှုအင်မတန်များတဲ့လူမျိုးရရောအခြားဘာသာရရောရှမ်းပြည်နယ်မှာပေါ့လေအဲ့တော့ရှမ်းပြည်နယ်အတွက်တီးတန်တူတူနဲ့ကိုက်ကိုက်ညီတဲ့ပြည်တော်ဟောပြည်နယ်ဖွဲ့စည်းပုံရှမ်းပြည်နယ်ဖွဲ့စည်းပုံချင်ကဥပဒေကိုတော့ရေးဆွဲရမှာပဲ ဒါပေမဲ့ဒီလိုပါပဲကချင်လဲဒီလိုပါပဲကချင်နဲ့ကိုက်ညီတဲ့ပုံစံကိုတို့ရေးဆွဲရမယ်ချင်းကျွန်တော်အခြားအခြားတော့ကရင်မွန်ပေါ့ဗျာအကုန်လုံးကတုပြည်နယ်နဲ့တက်ဆိုင်တဲ့တုပြည်နယ်နဲ့အစဉ်ပြေမဲ့ပုံစံကိုတို့ရေးဆွဲကြပါလိမ့်မယ်တခုနဲ့တခုနဲ့တူချင်မှတူပါလိမ့်မယ်ဒါပေမဲ့ဒါပေမဲ့ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကတော့ဒီဖက်ဒရယ်နိုင်ငံတော်တော်များများမှာကတူကပြည်တော်စုနဲ့တော့တွဆန့်ကျင်လို့မရဘူးဟိုမပြည်တနာဖြစ်ခဲ့ရင်တောင်မှပြည်တော်စုရဲ့ ဟာကပို့ပြီးတော့ပါဝါကြီးတယ်ဗောလေပြည်တော်စုကဟိုအားလုံးကိုစူပါစစ်လွန်မိုးတယ်ဆိုတဲ့ပုံစံမျိုးရှိပါတယ်သူ conflict လို့ပြောတယ်ဟိုဖြစ်เสียအကြောင်းမရှိပါဘူးဟိုဖြစ်ခဲ့တယ်ဆိုရင်တောင်မှပြည်တော်စုနဲ့ပြည်နယ်ကြားမှာဟိုဘောဖွဲ့စည်းပုံအရာအငင်းပေါင်းမှုဖြစ်ခဲ့တယ်ဆိုရင်တောင်မှသူဟို constitutional court လို့ပြောတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးပေါ့ဗျာအဲ့ဒီတရားရုံးကနေပြီးတော့ဒါကပြည်တော်စုနဲ့တက်ဆိုင်တဲ့ဒီဒီဒီအငင်းပေါင်းမှုဒီပြည်နယ်နဲ့တက်ဆိုင်တယ်ဆိုတဲ့အခါ ဆိုတဲ့ဟာကိုဒါဟိုခုနကပြောတဲ့ constitutional court ကနေပြီးတော့ဟိုဟိုဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်ဒီတိထားတာကနိုင်ငံမှာဒီလူမျိုးစုဟာ135မျိုးရှိတယ်လို့ပေါ့เนาะကျွန်တော်တို့ဒီစီရင်စတန်တွေမတန်းတွေရသိရပါတယ်နောက်ထပ်လည်းလူမျိုးစုတွေဖြစ်ဖို့ဆိုပြီးတော့ထပ်တိုးပြီးတော့တောင်းနေရတယ်ရှိတယ်အဲ့ဒီလောက်များတဲ့လူမျိုးစုတွေကိုပေါ့เนาะကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဘယ်လိုပြဋ္ဌာန်းပေးနိုင်မှာမလဲခင်ဗျဟိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကဟိုပေါ့ ကျွန်တော်ဟိုခဏပြောသလိုပြည်တော်စုဆင့်ရှိတယ်ပြည်နယ်ဆင့်ရှိတယ်နောက်ပြီးတော့ဒေတန္တရဆင့်ပေါ့ဗျာဟိုနိုင်ငံတကာမှာဆိုရင်တော့ဒေတန္တရဆင့်မှာလဲနလွားလောက်ကွဲနိုင်ပါသေးတယ်အမေရိကန်မှာဆိုတော့ county လို့ပြောတယ်ပြီးရင်မြို့မြို့ပေါ့ township level ဆင်းသွားတယ်ပေါ့လေဟိုအဲ့ပုံစံပေါ့ဗျာအဲ့တော့အဲ့တော့ဒူဦးရေဘလောက်ပဲများစီကမူတူးနဲ့တက်ဆိုင်တဲ့ဟောပေါ့ လူ9000လောက်ပဲရှိတဲ့လူမျိုးစုတစ်ခုကလူပြည်နယ်တစ်ခုလိုချင်နေဆိုရင်တော့ဒါကတော့နည်းနည်းတော့ဟိုဟိုစဉ်းစားစရာရှိတာပေါ့ဗျာပြည်နယ်တစ်ခုရဖို့ဆိုရင်တော့လေတူးနဲ့တက်ဆိုင်တဲ့ဟိုဝိတီတာတွေတော့ရှိရမှာပေါ့ဗျာတဘာဖြစ်ကျွန်တော်တို့နိုင်ငံဆိုရင်လေဟိုကြရားပြည်နယ်ကတူဟာတူဘလောက်သေးသေးဗျာတူကတော့လုံးဝပြည်နယ်ကနေတပြားသားမှရှော့မှာမဟုတ်ကြရားပြည်နယ်ရှမ်းပြည်နယ်ကချင်ရှိတယ်ချင်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနောက်ဗမာပြည်မှာပေါ့ဗျာအဲ့ဒါတွေက တကယ်နိုင်ငံကိုတီထောင်ခဲ့တဲ့တီထောင်ဖက်တွေဖြစ်တယ်ဗျအဲ့တော့ချင်းကသေးလို့မင်းပြည်နယ်မယူနဲ့ကွာဆိုတဲ့ပုံစံတော့လှုပ်လို့မရဒါဒီလိုမျိုးပေါ့ဗျပြောချင်တဲ့ပုံစံကသူ့ရဲ့ criteria ပေါ့သူ့အပေါ်မှာစံချိန်စံနှုန်းပေါ့ဗျာပြည်ထောင်စုကိုစတင်တိဆောက်ခဲ့တလားတီထောင်ခဲ့တလားပြီးရင်သူ့မှာဘလောက်အမ်နေမြေအကျယ်ဝန်းလူဦးရေဘလောက်ပြီးရင်ဟိုဒါတွေကိုတတ်မှတ်ရမှာပေါ့ဗျာပြည်နယ်တစ်ခုရဖို့ဆိုရင်တော့ပြည်နယ်ဖြစ်နိုင်ခွင့်ရှိတဲ့ သူ့ရဲ့ဟောပေါ့ဟောကန့်ညီရမယ်စီမင်းစည်းကမ်းတွေအဲ့လိုမျိုးတွေတော့ပြဋ္ဌာန်းရမှာပေါ့ဗျာဒါဆိုရင်တက်ဆိုင်ရာလူမျိုးအလိုက်တွေကလည်းသူ့နဲ့အဆင့်တန်းတန်နဲ့သူ့နဲ့လိုက်လျောညီထေတဲ့အဆင့်တန်းမှာစနစ်တကျပေးထားတယ်ဆိုရင်တော့ဖြင့်ဒါအဆင်ပြေသွားပါလိမ့်မယ်ဟိုကျွန်တော်စီမှာပြည်နယ်ပြည်နယ်လိုချင်တယ်ဆိုတာကလည်းဘာကြောင့်ဖြစ်ရလဲဆိုတော့ဒီပါဝါပေါ့ဗျာအာနာကကျွန်တော်ကဘဟုမှာလာစုထားတယ် ာနာဘဟုမှာလာစုတော့လူတိုင်းကအာနာနဲ့နီးကပ်ခြင်းတဲ့ချိန်ကြတော့သူကပြည်နယ်တောင်းကြတယ်လူ9000လောက်ရှိတဲ့လူကလည်းလူမျိုးစုကလည်းပြည်နယ်လိုချင်မှာပဲဘာဖြစ်လို့လဲဆိုတော့အာနာကဘဟုမှာလာရှိနေအောင်တကယ်လို့ဒီအာနာတွေကိုဟိုကနပြအာနာခွဲဝေတယ်ဆိုတာအဲ့ဒါအကြောင်းပြောတာတူးနဲ့တူးနဲ့တန်နဲ့တူးနဲ့ဟိုတူးနဲ့အစင်ပြေမဲ့တူးအတွက်ပေါ့လေအာနာတွေအစင်စင်ခွဲထားနိုင်တယ်ဆိုရင်ခွဲထားပြီးတယ်ဆိုရင်တော့ဖြင့်တူးကလည်းတူး သူ့ရဲ့လူမျိုးစုအတွက်သူလုံနိုင်တယ်၊ကိုင်းနိုင်တယ်၊လုံပိုင်ခွင့်လည်းပေးထားတယ်ဆိုရင်တော့ဖြစ်နောက်ဆုံးဟိုလူတိုင်းလူတိုင်းလူမျိုးတိုင်းပြည်နယ်ပြည်နယ်ဆိုတာတောင်းဆိုမှာမဟုတ်တော့ပါဘူးကျွန်တော်တို့ဒီတိရတလောက်ပေါ့နော်ဒီကချင်ကရဒီကရင်ချင်းပေါ့ပမာမွန်ရခိုင်ချမ်းမှာသူတို့ကိုပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွေရေးဆွဲထားတယ်လို့ကျွန်တော်တို့သိထားပါတယ်အဲ့တော့အဲ့ဒီရေးဆွဲထားတဲ့ဒီမူကြမ်းတွေရောဟိုဘယ်လိုနေရာမှာဘယ်လိုပုံစံမျိုးနဲ့ဒီပြုနိုင်ပါလဲခင်ဗျ ဒီဟောကဖွဲ့စည်းပုံကတော့ကျွန်တော်လည်းအတိုင်းအတာတစ်ခုတည်းလေ့လာဖူးပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ကချင်ရောရှမ်းရောအခြားကရင်ရောရာခိုင်ရောအကုန်လုံးတို့ပြည်နယ်ဖွဲ့စည်းပုံတွေရောတို့နှစ်ပေါင်း10နှစ်ကျော်အနည်း20လောက်ရှိပါပြီ။တို့လည်းပြုတ်စုပြီးရေးသားထားတာရှိတယ်ဗောလေ။အဲ့တော့အဲ့တော့ဒီဒီဟာနဲ့ဘယ်မှာအတည်ပြုမလဲဆိုတော့တေချာတာကအခုကျွန်တော်တို့တွားနေတဲ့ငင်းချိုင်းလမ်းကြောင်းပေါ့ဗျာ။ငင်းချိုင်းလမ်းကြောင်းကနေတဆင့်ကျွန်တော်တို့ကတကယ်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘလို့ပြင်ဆင်မလဲအတိတ်ရေးမလားတအုပ်လုံးပြန်ရေးမလားဒါမှမဟုတ်ဒီအပေါ်မှာပဲဟိုပြင်ဆင်တဲ့ပုံစံနဲ့တွားမလားအဲ့ဒီချိန်မှာဒါပြည်နယ်ပြဋ္ဌာန်းခွင့်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ဆိုတဲ့ဟာတွေကစဒီဖွဲ့စည်းပုံကထက်တွင်းရေးသားရမှာဖြစ်တယ်ထက်တွင်းရေးသားပြီးတော့ဒီပြည်နယ်ဖွဲ့စည်းပုံတွေဘလို့အတီးပြုတ်ရမလဲဆိုတဲ့လုပ်ငန်းစဉ်တွေကိုလည်းပေါ်ပြထားပေးရမှာဖြစ်တယ်။တေချာတာကတော့သူကတရားဝင်မှုဖြစ်ဖို့ဆိုရင်တော့ဖြစ်လွတ်တော်လိုမျိုးနေရာမှာကတော့ဒါအတီးပြုတ်ရမယ်ဆိုတဲ့သဘောတော့ကျွန်တော်တော့အဲ့လိုပဲမြင်ထားတယ် ဒါဆိုလို့ရှိရင်ခုလက်ရှိကိုပိုင်ပြဋ္ဌာန်းခွင့်တွေကိုဒီ UPDJC ကဒါပြည်နယ်နဲ့တိုင်းတွေမှာဖွဲ့စည်းပုံအခြေခံဥပဒေဘူးကြံရေးဆွဲပြီးဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ဒီ27ကနေလွှတ်တော်နဲ့ဘလိုမျိုးကွန်တက်ချိန်ပါလဲဗျနိုင်ငံတကာတွေ့ကြုံရဆိုရင်တော့အရင်ဦးဆုံးကျွန်တော်တို့ဒီငင်းချမ်းရေးဖြစ်စဉ်မှာဒီနိုင်ငံရေးသဘောတူညီချက်အရင်ယူရပါမယ်နိုင်ငံရေးသဘောတူညီချက်ပဲပြောပြောငင်းချမ်းရေးသဘောတူညီချက်ပဲပြောပြောအဲ့ဒီငင်းချမ်းရေးသဘောတူညီချက်အရာဖွဲ့စည်းပုံအခြေခံအပါအဝင် ကျန်တဲ့ဥပဒေတွေကိုပြုတ်တာပြင်တာတော့အကုန်လုံးလုပ်ရပါလိမ့်မယ်။တို့ကတို့ကအမြင့်ဆုံးပဲလေ။ဘာဖြစ်လို့လဲဆိုတော့အစိုးရလည်းပါတယ်ဗျာ။အစိုးရထဲမှာအစိုးရတက်မလို့လွတ်တော့အကုန်လုံးပါတယ်ဗျာ။အကြီးကိုဟောနှစ်ပေါင်း90လောက်ဗတိပက္ခဖြစ်ခဲ့တဲ့ဒိုင်းနာလက်နက်ကိုင်တွေလည်းပါတယ်ဗျာ။ပြည်သူတွေကိုစားပြုတ်နေတဲ့နိုင်ငံရေးပါတီများလည်းပါတယ်။ CSO တွေလည်းလူမှုတင်းဖွဲ့တွေလည်းပါတယ်။ဒီကနေထွက်လာတဲ့ရလက်ကတကယ်တမ်းပြောရင်တော့အမြင့်ဆုံးပဲဒီနိုင်ငံမှာ။ဒီ ဒီရလတ်အတိုင်းကိုဂျန်နဲ့ဂျန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအပါဝင်တခြားတခြားဥပဒေကိုတူးနယ်လိုက်လို့ညီထွေအောင်ပြင်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီလိုပဲနားလည်ထားလက်နဲ့ဆွဲကင်ထားတဲ့လူတွေကဘာပြောလဲဆိုတော့သူတို့တွေပေါ့နော်ဒီလက်နဲ့ဆွဲကင်ရခြင်းဟာဒီတော်လန်နေရခြင်းဟာပေါ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ပေါ့နော်မြို့သားဒန်းတွေရေးအတွက်ဆိုပြီးတော့သူတို့ထောက်ဆောင်ပြောဆိုလာကြတာပါအခုဒီ UPDJ စီဝေးကဒီစနေနေ့မှာကိုပဲပြဋ္ဌာန်းခွင့်ပေးမယ်လို့ပြောလာတဲ့ခါကျတော့မြို့သားဒန်းတွေရေးကိုကြတော့ဘလိုပုံဘလိုပုံစံမျိုးနဲ့ပုံပေါ်ဆက်ပြီးသွားကြပါလဲအမျိုးသားဒန်းတွေရေးဆိုတာတော့ကျွန်တော်တို့နားလည်တဲ့ပုံစံကဟုတ်ပြီဒီလူမျိုးတစ်မျိုးကပဲတမရဖြစ်နေရတာမရှိမရှိเสียမီတူမဆိုမီတီလူမျိုးမဆိုတမရဖြစ်နိုင်ရမယ်ဥမာကာကွယ်ရေးဥပဒေချုပ်လူမျိုးနေရာဆိုရင်လည်းမီတီလူမျိုးမဆိုဒါကဟောပေါ့ ဒီကောင်ဝဲဥစည်းချုပ်ဖြစ်နိုင်ခွင့်ရှိရမယ်ဘဲအမဘဲလူမျိုးမှဟောပေါ့အခွင့်ထူးခံပေးထားတာမဟုတ်ဘဲနဲ့ဘဲလူမျိုးမှလည်းဒါမင်းတို့လူကြီးနဲလို့ပြုတ်လို့မင်းတို့ဓမ္မရာဖြစ်ခွင့်မရှိဘူးဘာညာအဲ့လိုပုံစံမျိုးဖြစ်တယ်လို့ကျွန်တော်တော့နားလဲတာမြူတာတန်းတူရေးဆိုတဲ့ကိစ္စအရပေါ့ ဘောတူခဲ့တယ်ပေါ့နော်ပြည်နယ်နဲ့တိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ2008အောက်ကပဲသွားနေအောင်မယ်ဆိုလို့ရှိရင်ဘာမှပေါ့အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့လည်းပြောဆိုနေကြပါတယ်အဲဒါဒီကိုဆိုင်ကျော်ညွန့်ပါပေါ့နော်ဒီကျွန်တော်တို့ဒီ UVJC ရဲ့ဒီအတွင်မူလည်းဖြစ်တယ်နိုင်ငံရေးပါတီတယောက်လည်းဖြစ်တယ်ဆိုတော့ဒီအပေါ်မှာဘယ်လိုသုံးသပ်ပေးလို့ရမလဲခင်ဗျတို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကတော့လက်ရှိဥပဒေပေါ့လေဒီဇယ်ဥပဒေပေါ့လေအဲ့တော့ ကျွန်တော်ငင်းချမ်းရေးလမ်းကြောင်းတိုင်းတွားတဲ့ချိန်မှာ NC ထဲမှာကော NC အပိုက်20နဲ့ဂါးကြီးမှာကောဘာပါလဲဆိုတော့ဒီကနေရရှိလာတဲ့သဘောတူညီချက်ပြည်တော်စုသဘောတူစာချုပ်နဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်အခြားသောဥပဒေများကိုပြင်ဆင်ခြင်းဖြည့်ဆွတ်ခြင်းပယ်ဖျက်ခြင်းများကိုလှုပ်ထုံလှုပ်နေနေအရင်ဆောင်ရွက်တွားရမည်ဆိုပြီးတော့ပါတယ်အဲ့တော့ကဒီ ဒါကိုပြန်ကြည့်လိုက်မယ်ဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကဒီနိုင်ငံရေးဆွေးနွေးပွဲကထွက်လာတဲ့ရလဒ်တင်နဲ့လုံးလုံးလွဲနေတယ်ဆို2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပယ်ဖြတ်မလားပေါ့ပြင်မလားပေါ့ဖြည့်ဆွတ်မလားပေါ့ဒါမှမဟုတ်ထုတ်တချို့မလိုလားအပ်တဲ့အတေးအတေးစိတ်တွေကိုဖယ်ထုတ်ပြင်မလားပေါ့အဲ့လိုလုပ်လို့ရပါတယ်အဲ့တော့2008ဖွဲ့စည်းပုံအောက်ကိုပဲတွားရမယ်ဆိုတဲ့ပုံစံနဲ့တော့ NCA ထဲမှာရေးထားတာလည်းမရှိဘူးအဲ့တော့နောက်တစ်ခုပြောချင်တာ2008ဖွဲ့စည်းပုံ အခြေခံဥပဒေက federal ပုံစံမဟုတ်ဘူးဆွေရကိုက်နေမှာမဟုတ်အခုကျွန်တော်တို့တွားမှာ federal နိုင်ငံဖြစ်တယ်အဲ့တော့ဒေချာဓာတ်တော့ဖြစ်အသက်လုံးလုံးမရေးနိုင်တော့မှဒီ2008ထဲမှာရှိတဲ့အာဟောပေါ့ဒီ article ပေါ့လေပုံမှန်တော်တော်များများပဲဖက်ပြရမှာဖြစ်တယ်ဟိုကျွန်တော်အနေနဲ့အကြံပြုချင်တာလဲဟိုပေါ့ဖွဲ့စည်းပုံဆိုတာလေစာအုပ်အထူကြီးတကယ့်ပုံမှန်တွေအများကြီးနဲ့ကတိတ်တော့အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ तू က तू က federal ဖွဲ့စည်းပုံဖြစ်တယ်ပြည်တော်စုအဆင့် ဖွဲ့စည်းပုံဖြစ်တယ်အဲ့တော့ဖွဲ့စည်းပုံကတကယ့်တူတူတုံတုံနဲ့တကယ့်ကိုဟိုအတိတ်ပဲပြည့်ဝတဲ့ဟာတွေပဲပါပြီးတော့သူ့ရဲ့အသေးစိတ်တွေကိုဥပဒေတွေနီးဥပဒေအခြားခြားပုံစံတွေနဲ့အမျိုးမျိုးပြန်ပြီးတော့ဟိုအတိတ်ပဲဖွင့်လို့ရတယ်အသေးစိတ်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလာရေးထည့်ထားတဲ့အချိန်မှာတခုခုပြင်ချင်တာနဲ့ဖွဲ့စည်းပုံပြင်ရမယ်ဆိုတဲ့ပုံစံတပေါ်မျိုးတက်ရောက်သွားတယ်ဗောဗျာအဲ့ဒါကြောင့်မို့လို့ဟိုကျွန်တော်အနေနဲ့မြင်လာတာဒီ process မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုထည့်သွင်းစဉ်းစားထားခြင်းမရှိဘူးဆိုတာပါပဲ တို့သူကတော့ဒီဆဲတော့ရှိနေတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဖက်ဒရယ်ကိုတွားမယ်ဆိုကြတဲ့ကွာ2008ကိုပဲဖြတ်မလားအစ်စ်ပြန်ရေးမလားဒါမှမဟုတ်ပြင်ဆင်မလားအတိုင်းအတာတစ်ခုထိဖက်ဒရယ်ရဲ့ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်တော့အောင်ပေါ့လေကျွန်တော်ဒီလိုနားလည်ထားတယ်